အားလုံးပဲမင်္ဂလာပါပရိတ်သတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 2ဆက်သူညမ်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိတ်သတ်လေးတို့အတွက်ဆလံကလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါစီဒါဆိုပရိတ်သတ်လေးတို့က Vivian Lee ခင်ပြီးတော့မှဆလံလေးရဲ့အစုတ်တိကိုချီရှုအားပေးကြပါအောင်နော်ကျမဒုတ်ကိုထောက်လိုက်ပြီးတော့ဂျိုးတစ်ပတ်ပတ်ထိုးလိုက်ပါတယ်အားလုံးကကျမကိုအားပါတရားနဲ့လက်ခုပ်အောင်ပါတီးပေးနေကြပါတယ် Hi ကျမကဆာရှာဖြစ်ပါတယ်။တူရတော့အဖေနဲ့ကြည်ပြင်းလာခဲ့ပြီးတော့ဖေဖေကကျမကိုတက်တက်လှုပ်ပါတယ်။ဒါပေမဲ့တခါတလေတော့သူ့ရဲ့အားကစားကိုချစ်တတ်မှုကြီးကအဆုံးရောက်နေခဲ့တာပေါ့။ပြီးတော့သူကကျမရဲ့အကြီးဆုံးပရိသတ်လေးဖြစ်တယ်လေ။ပြေးထားပေါ့ပြေးထား။ဒါမှကျုပ်ရဲ့သမီးတွေ့လား။အားလုံးပဲသတိထားကြတော့နော်။ကျော်သမီးဘော့ကခမရုပ်စီကိုပြေးလာနေပြီဖေဖေကလည်းဆက်ကျော်သားအရွှေရုံးကစကိတ်တာတယောက်ဖြစ်ပါတယ် ကျွန်မအသက်နှစ်နှစ်အရွယ်မှာမိမိကဘာအကြောင်းပြတ်ကျမှမရှိဘဲနဲ့ကျမတို့ကိုထားသွားခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်ကလေးကစပြီးတော့ပေပေကကျမအတွက်အရှာအလုံးဖြစ်လာတာပေါ့။မိသားစုကပေပေကိုထပ်ပြီးတော့လက်ထပ်ဖို့ပြောကြပေမဲ့ပေပေကညှင်းဆိုပြီးတော့ကျမကိုပဲချစ်ပေးခဲ့ပါတယ်။ကျမကိုစောင့်ရှောက်ဖို့အတွက်ဘလိုမိန်ကလေးမျိုးကိုမှမလိုအပ်ဘူးရက်။အမေရှင်ကတော့မှဒီကလေးကိုစောင့်ရှောက်မပေးနိုင်တာ။တခြားမိန်ကလေးကဘလိုလုပ်ပြီးတော့စောင့်ရှောက်ပေးနိုင်မှာလဲ။ပေပေလက်တရကျတော့ကျမကိုစောင့်ရှောက်ပေးနေရင်လည်းပင်မလာခဲ့ပါတယ်။ ။တခါတော့ကဆိုရင်မင်္ဂလာပွဲသွားတက်ဖို့ဖဖေကကျမကိုယောက်ျားလေးဝတ်စုံနေပဲဝယ်ပြီးနေရတယ်။ဒီမှာကြည့်ပါဦးသမီးလေး။ဒါကတော့ဝတ်မယ်ဆိုရင်ဖဖေတို့ကမောင်နှမတွေဖြစ်သွားမှာ။ဒါပေမဲ့ဖဖေရဲ့ဒါကသမီးကိုယောက်ျားလေးနဲ့တူသွားစီမှာလေ။ဘာဖြစ်လဲသမီးရဲ့ဖဖေမျက်လုံးထဲမှာတော့သမီးလေးကကြည့်ကောင်းနေတာပဲ။ဖဖေအတင်းခါလို့ကျမအရေးဝတ်စုံကိုဝတ်ပြီးတော့သွားရတယ်။ပါတီဘက်ကလူတွေကကျမကိုကြည့်ပြီးတော့ရှင်းနေကြတယ်လေ။ဟဲ့စိပါအော်ဒီနားမှာကောင်းလေးတယောက်ရောက်နေတာလားမသိဘူးနော်။နေပစက်ပိတ်ထားနော်။ မပိတ်တော့ဘာဖြစ်လဲနီးရငေါ့ရိုက်ချင်လို့လားဒီလောက်လေးနေတဲ့အဝိစားကြီးနဲ့နင်းလက်ကိုတော့မားနိုင်မှာမဟုတ်ဘူးဆိုတာငါပြောရရနော်ဂျမအရိတ်ကောင်မလေးတွေကိုရှိုက်တော့မလို့လို့တဲ့အချိန်မှာအန်တီဗန်နီယာနဲ့ပေပေရိုရှောက်လာခဲ့ပါတယ်ချစ်ပါအောင်ဒီမှာကလေးတစ်တိုက်ကအားနေတဲ့ပုံမှန်နော်ရှားရှားရီတွားပြီးတော့ကုတဲပေးရင်ဘလို့လဲဒါပေမဲ့ကဲအခုစစ်စစ်သွားဆာရှာတမီးလေးအစီပြေးရလားဒါပေမဲ့ပြောတော့မပြောရသေးပါဘူးအန်တီဗန်နီယာကကျမကိုလာပြီးတော့ဖတ်ပေးပါရစေ အက်ဒီဗန်နီယာကအရှင်းမေတရားဖြစ်ပါတယ်ဖဖေးရဲ့ညိုရီထဲမှာသူကပဲဖဖေးကိုအကျဉ်းနောက်အိမ်တော့ပြုခိုင်းနေတာဖြစ်ပါတယ်။ပြီးတော့ကျမတို့မိသားစုကိုလည်းခီးဝိဆိုင်ဆောင်သူပေါ့။တနာပါရကွယ်။ဒီမှာကြည့်ပါဦး။ခလေးကအစင်မပြည့်ဖြစ်နေပြီတွေ့လား။နေမသားမိမတယောက်ရှိမယ်ဆိုရင်ခလေးကဒီလိုဝင်စားရီကိုဝင်နေရမှာမဟုတ်ဘူး။အရင်နေ့ကဖဖေးကတစောတစ်ခုကိုနားလဲသွားတဲ့ပုံပေါ်ပါရယ်။အဲ့ဒီချိန်ကစပြီးတော့မိမတွေတယောက်ပြီးတယောက်ကိုတွဲဖြစ်ဖို့အတွက်ဒိတ်လုပ်ခဲ့ပါရယ်။ တို့အားလုံးနဲ့မှအစ်မကိုဂိယူဆိုင်ပေးပြီးတော့အစ်မအဖော်ကိုကောင်းပေးမဲ့သူမျိုးပေါ့နောက်ဆုံးမှာတော့ကျွန်မလည်းတို့အားလုံးကိုစိတ်ကူပြီးတော့ဖေဖေကိုပြောလိုက်ပါရယ်ဖေဖေရဲ့ရပါရယ်တမီးကိုကိုကိုဂိယူဆိုင်နေပါရယ်နော်ဒါပေမဲ့တမီးလေးရယ်တမီးလေးကရှင်းနေပဲရှိသေးတာ ရပါရယ်တမီးကအခုကဲမှာအရှာအလုပ်ကိုရှာနေနေတာပဲလေအဲ့ဒီချိန်တွေကစပြီးတော့ YouTube မှာရှိတဲ့ဗီဒီယိုတွေကိုလိုက်ကြည့်ပြီးကျွန်မအရှာအလုပ်ကိုစတဲ့လုပ်ခဲ့ပါရယ်ကောင်းလားမကောင်းလားအဲအဲ့ဒါကတခြားတခြားရိအရင်များနေထင်တယ်နော် ဟုတ်တယ်လေတခါတော့ကဆိုကျမတို့ကိုအင်ဂျီမီပူတိုက်ပေးတယ်ကျမကဘာအင်ဂျီတွေတော့မှမီပူတွေကပ်ပြီးတော့အားလုံးစပြက်ကုန်ပါတယ်တနေ့ကျတော့ပပေနဲ့တူတူပပေရဲ့အခန်းကိုတန်ရှင်းလုပ်နေတော့ဓာတ်ပုံလေးတစ်ပုံနဲ့မှပပေကအမျိုးသမီးတစ်ယောက်ကိုချီထားတာကျမတွေ့လိုက်ရပါတယ်ပပေဒါကဘာလို့လဲပပေကအဲ့ဒီပုံကိုကြည့်လိုက်ပြီးတော့ဝိုင်းနေတဲ့ခန်းစားချက်ပြောင်းသွားပါတယ်သူကဟာလီလို့ခေါ်ရလေပပေရှင်တို့ကစကိတ်တူတူစီးခဲ့တဲ့ပါတနာပေါ့သူတခုခုဖြစ်သွားလို့လားပပေ ဖေကအသက်ငယ်ငယ်လေးနဲ့ SK စီးရွာကနေထွက်ခဲ့ရမှာလားဖဖေဒီအကြောင်းကိုမပြပြချင်ဘူးဆာရှာအဲ့ဒါကြောင့်ဒီတိုင်းထားလိုက်ပါတော့ကျမရဲ့မိကုန်းတွေကိုဖယ်ထားလိုက်ပြီးတော့အင်လုတ်ကိုပဲတူတူပြန်လုပ်ခဲ့ပါရယ်ကျမအရှေ့ရောက်လာတဲ့အခါမှာတော့ကျမတို့အရှာအလုံးကပို့ပြီးတော့အဆင်ပြေလာကြတယ်ကျမရဲ့အားကစားဆောင်ရည်လည်းအပါဝင်ပေါ့ကျမဘွားကဒီလိုပဲအဆင်ပြေနေကြတယ်ကျမရဲ့အသက်15နှစ်အရွယ်မှာတော့ဖဖေကတခုတ်ကိုကျညာလိုက်ပါရယ်ခရီးကပြန်လာပြီးတော့သူပြောလိုက်တဲ့တဲ့တခုကြောင့်ကျမဘွားအလုံးပြောင်းလဲသွားခဲ့ရပါရယ် တမီလေးဆာရှာအဖေနောက်ဆုံးတော့သူ့ကိုရှာတွေ့ခဲ့ပြီဖဖေရဲ့ပြောင်းဆုံးနေတဲ့နေရုံလေးတစ်ချောင်းပေါ့ကျမလက်ထက်ကခရင်ပြောကြတာပြီးတော့သူ့ဘက်ကိုပြောင်းထားလိုက်ပါတယ်ဖဖေဖဖေလို့တမီကိုပြောခဲ့ရတာလေဖဖေရဲ့နေရုံတစ်ဆောင်းကပြောင်းနေကြတာလားဖေနာကလည်းအဲ့တော့ကဘယ်လိုလုပ်ပြီးတော့မဟုတ်ပါဘူးတမီလေးရဲ့ဖဖေလက်ထက်ချင်တဲ့မိန်းကလေးကိုတွေ့ပြီလို့ပြောတာပါသူကတမီရဲ့အမေအစ်စ်ဖြစ်လာတော့မှာပေါ့ဟမ် ။ဒါဆိုရင်နှစ်ပေါင်းမြောက်စာတော့ကပျောက်ဆုံးနေကြတဲ့သမီးတော်ကလေးထိန်းတဲ့သူကပြန်ပေါ်လာခဲ့ပြီပေါ့နော်။သမီးကအခုအရွှေရောက်နေပြီဆိုတော့ဒါရီဘလိုအထောက်ပါဦးဖေဖေရဲ့။ဖေဖေသိပါရဲ့သမီးလေးရဲ့။ဒါကသမီးကိုဂရုစိုက်ပြီးဖို့ပဲမဟုတ်ပါဘူး။ဖေဖေသူ့ကိုချစ်နေပြီလို့လေ။အဲ့ဒါကြောင့်ဖေဖေသူ့ကိုအနားမှာခေါ်ထားခြင်းနဲ့ဒီလိုသားဖြစ်ခွင့်ရမယ်ဆိုရင်ဖေဖေအရန်ကိုပြောနေတော့မှာဖေဖေမျက်နှာကိုကြည့်ပြီးတော့ရုပ်ရှင်ကားတွေတဲကလို့အရန်ချစ်ချဲဝင်နေတာကိုမြင်ရတော့ကျမအန်နာအင်ဂျင်သွားတယ် ဖဖေရဲ့ခရီးဆိုင်မှုကိုထပ်ပြီးတော့မရတော့မှကြောင့်ကျွန်မမနာလို့လည်းဖြစ်မိပါတယ်။ဒါပေမဲ့လည်းတကူကောင်းမဆန်သင့်ဘူးလို့တွေးပါတယ်။သူကဖဖေကိုပျော်ရွှင်အောင်လုပ်ပေးမယ်ဆိုရင်တမီးကလည်းလက်ခံပါတယ်နော်။ဆာရှာတမီးလေးကကပပမှာအဖေအတွက်အကောင်းဆုံးပဲ။ဖဖေရဲ့ဆေးလှုပ်ရှားမှုကြောင့်ကျွန်မအဲ့အမျိုးသမီးကိုပို့ပြီးတော့တွေ့ချင်လာမိတယ်။နောက်နေ့သူရောက်တဲ့အချိန်မှာတော့ကျွန်မအရှမ်းလက်သွားရပါတယ်။သူမျက်နှာကမိတ်ကပ်တွေအပြည့်ပဲ။ပြီးတော့နှာခမ်းတွေကလည်းနေရနေတယ်။လက်သေးတွေကလည်းအရှိကြီးပဲ။ ူကိုကြည့်ရတာလှပရဆုံးမတယောက်ပုံစံနဲ့တူနေပါရဲ့။တပြပြလည်းဟုတ်ပါရဲ့။ကျွန်မလူတယောက်ကိုအပေါ်ရဲ့အမြင်နဲ့ကြည့်ပြီးတော့မဆုံးဖြတ်တင်ဦးလေ။အဲဒါကြောင့်သူ့ကိုကျွန်မဝဲခေါလုပ်ခဲ့ပါရဲ့။ဆာရှာတမီလေးဒါကအဖေပြောခဲ့ရတူလေသူ့နာမည်ကအီဗာလို့ခေါ်ရဲ။အီဗာဒါကအကိုရဲ့တမီလေးပါ။ကိုတော်နှလုံးသားကြီးတစ်ခုလုံးနဲ့ရှင်ပြီးတော့ချီရတဲ့ကိုရဲ့တမီလေးပေါ့။ဖေဖေကအတိလိုပြောလိုက်တော့ကျမလည်းမျက်နှာနီးပြီးတော့ရှက်သွားပါတယ်။ဒါပေမဲ့အီဗာကတော့ဒါကိုသိပြီးတော့မကျေနပ်တဲ့ပုံပါ Hello. ဒါဒီရအရှာအလုံးလား။သမီးရဲ့အဖေက သမီးအကြောင်းကိုအမြဲတမ်းပြောပါရယ်။ Hello Eva. ကျမတို့ရဲ့အိမ်ကနေကြိုဆိုပါရယ်။ကမ်းပြီးအဖေကအဲ့တင်နဲ့တွားပြီးတော့တွေ့စရာရှိသေးလို့။ဆာရှာသမီးလည်းကပဲတအိမ်လုံးကိုလိုက်ပြီးတော့အတီကိုပြလိုက်နော်။ရှာပါရယ်ဖေဖေ။ဖေဖေကအတီ Eva ကိုဖတ်ပြီးတော့ပါကိုနန်းလိုက်ပါရယ်။ Eva ကလည်းဖေဖေမသွားခင်မှာကျမကိုပကုံးလာဖတ်ပြီးတော့ဖေဖေကိုနှုတ်ဆက်နေပါရယ်။သမီးလေးနဲ့ရင်းနှီးခွင့်ရဖို့အတွက်အတီမစောင့်နိုင်တော့ဘူးနော်။ ဖပေထက်တာတော့ကျမအန်တီဆာရှာကိုဧည့်သည်ခန်းနဲ့ခေါ်တော့ပါရယ်။ဖပေနဲ့သူကလည်းမထက်ရသေးတော့အခန်းတစ်ခုထဲမှာနေလို့ပဲဖြစ်မှာလဲ။ဂျာကအန်တီရဲ့အခန်းပါ။ဂျာကကောင်းတော့ကောင်းပါရယ်။ဂျာနဲ့တမီးရဲ့အခန်းကရော။ကျမလည်းညှို့ထုတ်ပြလိုက်တော့သူကကျမခန်းထဲကိုရှောက်သွားပြီးသူ့ရဲ့ luggage တွေကိုအဲ့ဒီမှာချထားနေပါရယ်။ဒီခန်းကပို့ပြီးတော့ချစ်ပကောင်းတယ်နော်။ညစ်သေးစရာလေးပဲ။အန်တီတို့တူတူနေကြအောင်လားတမီးရယ်။အာအန်တီကိုခန်းမှာပဲကိုနေတာပို့ပြီးတော့မကောင်းလား။ မကောင်းပါဘူးအကြီးကတမင်းလေးနဲ့ပတ်သက်ပြီးတော့အရှာအလုပ်တည်ချင်တာလေပို့ပြီးတော့ရှင်းနေဖို့ဆိုရင်တော့တခိုင်းနဲ့မှနေမှဖြစ်မှာပေါ့ကျမကတည်တက်နေရတာကိုသဘောကျပါတယ်သူနဲ့ပို့ပြီးတော့ကျမရှင်းနေချင်ပေမဲ့လည်းတခိုင်းနဲ့တူတူနေဖို့ကတော့ကျမသဘောမကျပါဘူးကျမကိုအတင်းလိုက်ပြီးတော့ကတ်တင်နေတာကြတော့ကျမတို့နေရခက်စီတယ်လေအဲ့ဒါကြောင့်ဖေဖေပြန်လာတဲ့အချိန်မှာကျမလည်းသူ့ဘာသာသူတည်တက်နေခိုင်းဖို့အတွက်ဖေဖေကိုကွန်ပလိတ်တက်ခဲ့ပါတယ်ဖေဖေကအတိတ်ကိစ္စကိုပြောတော့သူကပန်းထုတ်သွေးပြီးတော့ငိုပြနေတယ် အဲ့ဒီလိုတော့မလုပ်သင့်ပါဘူးနော်ကျမကအမေကတယောက်ဖြစ်ဖို့အတွက်စူးစမ်းပေးနေတာကိုသူကငိုလိုက်တော့ဖေဖေကချစ်ချင်းပဲကျမဘက်ကိုလှည့်လာရယ်ဆာရှာတမိကသူ့ကိုကြိုးစိုးပေးမယ်လို့အဖေကိုဂတိပေးထားတာမဟုတ်ဘူးလားဒါပေမဲ့ဖေဖေရယ်တမိရဲ့အခန်းကနှစ်ယောက်စာနေလို့ရတယ်နော်အဲ့ဒီလိုမမနေချင်ဘူးဆိုရင်အဲ့တဲ့ခန်းထဲမှာတမိကိုရိုက်သွားနေလို့ရရယ်ဒီလိုမတရားတာမျိုးတော့ကျမသိမခံနိုင်ပါဘူးဖေဖေကိုလည်းအရေးစိတ်ဆိုပါရယ်ကျမကပဲလူစုမဖြစ်ချင်တာကြောင့် အဲ့မိမကိုနေခွင့်ပေးလိုက်ရပါတယ်။ညကျတော့အဆိုးဆုံးမသိလား။သူကတကယ်တင်လုံးကိုလိုက်ပြီးတော့အိတ်နေတာ။ကျမကိုလည်းတောက်ပတ်တော့ချပြီးတော့ကျမဘလို့လို့အိတ်လို့ရမှာလဲ။ဘလို့မှအိတ်လို့မရတဲ့အစောကျမလည်းဧည့်သည်ခန်းထဲမှာသွားပြီးတော့အိတ်လိုက်ရပါတယ်။မကြခင်မှာပဲအီဗာကကျမကိုသဘောမချဘူးဆိုတဲ့အကြောင်းကပို့ပြီးတော့ထင်ရှားလာခဲ့ပါတယ်။ကျမကိုဆေးရှုပ်စေမယ့်အကြောင်းအရာမျိုးစုံကိုသူကလုပ်နေတယ်လေ။ကျမပစ္စည်းတွေကိုလည်းခွင့်မတောင်းမတဲ့အားလုံးရှုသုံးတယ်။ပြပြနာရောက်လို့ရှင်လဲအတင်းလိုက်ပြီးတော့တွေ့ကန့်နေတာပဲ။ ချင်မပေပေကိုစကားပြောခွင့်မရအောင်လို့သူကလိုက်ပြီးတော့ကန့်နေတာပေပေကလည်းသူ့ကိုမှမကန့်တဆေဖြစ်နေတော့အီဗာရဲ့ပြဿနာတွေကိုကျမဘလို့သူ့ကိုရှင်းပြရမလဲတရကြတော့ကျမတကယ်ချင်းတွေကိုခေါ်ပြီးအိမ်မှာရုပ်ရှင်တူတူကြည့်ကြတယ်ရုပ်ရှင်ကြည့်နေရောတန်လိုင်းနဲ့အီဗာကရွာကောက်ကိုဆွေးဝတ်ပြီးတော့ကျမတို့ရှင်းကိုရှင်းလာပါတယ် TV channel ကိုလည်းပြောင်းချလိုက်တယ်လေအီဗာကျမတို့ကဒီမှာရုပ်ရှင်ကြည့်နေရလေမဟုတ်ဘူးအခုက ရောဂါအတန်လာမဲ့အချိန်ပဲလေရောဂါဟုတ်လား ညနေပဲကြီးမှာဘသူကယောဂကျင့်လို့လဲငါကျင့်တာပေါ့ကျမအီဗာနဲ့စကားမြောင်းနေတော့တကယ်ချင်းတွေကလည်းထွက်သွားတယ်ကျမတော့သဘုံတွေထားခဲ့တယ်အီဗာရှင်မဖြစ်စင်နေရလဲကျမရှစ်ကိုအတက်နိုင်ဆုံးရေရေကျကျနဲ့လေးလေးဆဆဆဆပေးနေတယ်ရှင်ကကျမကိုအတော်ဆိတ်ရှုပ်စီတာပဲငါကအခုမှအဆပဲရှိသေးတာနော်ကျမသူ့ရဲ့စကားကြောင့်သဘောပေါက်သွားပါတယ်ဟုတ်ပြီလေဒါဆိုလည်းတွေ့ကြသေးတာပေါ့ ရှင်ကကျမဖေရဲ့ဇနီးတယောက်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးစရာကျမတသက်ပြလိုက်မယ်ကံကောင်းပါစေနော်ကြီးလို့နဲ့အီဗာကိုမောက်ထုတ်မဲ့ကျမရဲ့ဆစ်စင်ရေးကစတင်လာခဲ့ပါတယ်ပထမအဆုံးအီဗာကဖေဖေထင်သာတယ်လို့မျိုးနှစ်သမီးတယောက်မဟုတ်ဘူးစရာကိုဖေဖေကိုတသက်ပြဖို့အတွက်အားလုံးစုစည်းရမယ်အဲ့ဒါကြောင့်ပရဲစားတော့ဖေဖေလည်းမရှိတဲ့အချိန်ကျမသူ့ရဲ့ခန်းထဲကိုဝင်သွားလိုက်ပါတယ်သူနဲ့ပတ်သက်ပြီးတော့မတင်ကားစရာအရှာမတမြောက်ကိုရှာမယ်လို့ဆုံးဖြတ်ထားပါဗျ။ဒါပေမဲ့အဲ့ဒီရှာကကျမကိုနည်းနည်းတူဝီသွားစေတဲ့အရှာကိုပဲတွေးခဲ့ပါဗျ။ သူ့ရဲ့ထေကတွေ့လိုက်ရတဲ့တပုံကဟိုတခါတွေ့ခဲ့တဲ့ဖေဖေကအမျိုးသမီးတယောက်ကိုချီထားတဲ့ပုံဖြစ်နေပါတယ်။ဒါပေမဲ့ဇာကပရင်ထုတ်ထားတာတည်တံ့မယ်။တခြားသောတပုံတွေကိုကြည့်လိုက်တော့လဲတပုံတွေအလုံးမဖေဖေပါဝင်နေပါတယ်။ပိုဆရာကလက်ရှိကျမရဲ့ပုံတွေပါအဲ့ဒီမှာရှိနေကြတာပါ။ဖေရားကြီးဒီပုံတွေအလုံးကဘာဖြစ်လို့သူ့စီမှာရှိနေရတာလဲ။ဖေဖေနဲ့အီဗာပြန်လာတဲ့အတန်ကိုကြတော့ကျမလည်းမမြင်စစမဲ့အဲ့ဒီကထွက်လာခဲ့လိုက်ပါတယ်။အီဗာကဘာဖြစ်လို့အဲ့ဒီပုံတွေအလုံးကိုတင်ထားရလဲဆိုတာကျမသိအောင်လုပ်ရမယ်။ သူကဖဖေးကိုဆွဲလန်းနေတဲ့ဖဖေးရဲ့ပြိတ္တများလားထမမဟုတ်စတော့ကတယောက်လားအဲ့ဒီလိုဆိုရင်တော့မှသူကပြစ်ချက်မရှိသေးဘူးအဲ့ဒီတပ်ပုံတွေကိုရှူပြီးတော့ဖဖေးကိုတွားပြပြီးဖဖေးတခုခုတိနေလောက်တယ်လို့ကျွန်မတွေးတာခဲ့ပါတယ်ဒါပေမဲ့ကျွန်မတကားတော့မခေါ်ရသေးဘူးဖဖေးကတကားကိုရုတ်တရက်ဝန်းကနေဖွင့်လိုက်ပြီးတော့ထိပေါက်တလို့မြေမျက်နှာနဲ့ကျွန်မရှိကိုပြေးလာခဲ့ပါတယ်ဆာရှာဖေသမီးကိုပြရစီရရှိရယ်ဘာလဲတိလားနိုင်ငံကိုစားပြုတ်လို့ရွေးစေနေတဲ့ရွေးစေဖို့အတွက်ပြန်ပွဲရှိရတဲ့သမီး တမီးတို့ကြောင့်ကတမီးကိုကိုစားပြုတ်နေနဲ့ရွေးချယ်ပြီးတော့ဆေးလို့မယ်လို့ကြားတယ်။ဟာဟုတ်လားကောင်းလိုက်တဲ့တဲ့အနိုင်ရှာတဲ့သူကကြိုက်တဲ့တက်သူမှတက်ပြီးတော့ scholarship လည်းရအောင်ပါတဲ့။ဒါအပြင်စုချင်းကိုကလည်းရအောင်ပါ။တမီးလေးကဒါကိုလုံးနိုင်မယ်ဆိုတာအဖေကောင်းကောင်းသိနေရဲ့နော်။ဟုတ်တာပေါ့လုံးနိုင်မှာ။နေစမ်းပါဦးကျမကြည့်ရအောင်။ဟာနိုင်ငံအိုလံပစ်တက်လား။သူလိုမျိုးအတွေ့အကြုံတွေ့တဲ့ကစားသမားတယောက်ကဒီလိုပြောင်းပွဲကိုအနိုင်ရဖို့အတွက်ကမဖြစ်နိုင်သေးဘူးထင်တယ်နော်။ ဆာရှာကအရန်တော်ရဲကစားသမားတယောက်ပါသူအနိုင်ရနိုင်ပါတယ်အနိုင်မရနိုင်ဘူးဆိုရင်တော့မှတမီးချစ်တဲ့အကစားကိုဆက်လုပ်ဖို့အတွက်အခွင့်အရေးကောင်းတဲ့အများကြီးရှိလာမှာလေအနိုင်ရသွားရဆိုရင်တော့လေအပေါ်စုအနေနဲ့ပေါ့ဟုတ်လားကြည့်ရအောင်လေဒါဆိုကျမအသူစကားကိုကောင်းတဲ့ထိတ်ထားပါတယ်ဒါပေမဲ့လည်းပြန်မနိုင်ရဖို့အတွက်ကျမရဲ့လုံလောက်ကိုတော့တစ်ခါမှမလျှော့ခဲ့ပါဘူးအီဗာကအမြဲတမ်းကျမကိုလာကြည့်နေတယ်ကျမလည်းသူ့ကိုလှစ်လှစ်ရှူထားပါတယ် အဲ့ဒီအချိန်တွေအတွင်းမှာ Evaria ပုံတွေကိုကျွန်မထုတ်ပြဖို့အတွက်ခဏလောက်တော့ဆိုင်းငံ့ထားလိုက်ပါရစေ။ကျွန်မပြမွေးနေမှာစီးပွားအတွက်ဖနက်တရောင်ကိုပြပြစီကမှထားပါရစေ။ဒါပေမဲ့အဲ့ဒီဖနက်ကို Evaria ထံမှာတွေ့လို့ရတဲ့အချိန်ကျွန်မအရှမ်းအံ့ဩသွားပါရစေ။အရှင်ကကျွန်မဖနက်တွေကိုယူလာပြီးတော့ဘာလုပ်နေရလဲ။အာသမီးလေးအတွက်တန်ရှင်းလုပ်ဖို့ပြောလေ။ဖနက်ကအစ်စ်တွေပါ။ဘာမှတန်ရှင်းလုပ်ဖို့မလိုပါဘူး။သမီးကိုဆက်ဆက်မိကြတဲ့ပုံစံတွေအတွက်အဲ့ဒီသမီးကိုတောင်းမတင်တယ်လို့ထင်လို့ပါအဲ့ဒါကြောင့်အဲ့ဒီကိုခုတ်လို့ပါနော် သူကကျမရှိမှဒူထွက်လိုက်တော့ကျမရွှေကိုအားတင်သွားတယ်။အာရွှေပါရယ်နော်အခုတော့ထားလိုက်ပါတော့။အခုချိန်အားစပြီးတော့အတီတော့ခခမင်းနေကြမယ်လीနော်။အင်းကောင်းပါရယ်။သူရဲ့ရုပ်တရက်ကြီးပြောင်းလဲတော့မှုအတွက်ကျမနေနေတော့မတင်ငါဖြစ်မိတော့လေ။အဲဒါကြောင့်သူထွက်သွားတော့ကျမဖက်တက်ထဲမှာသူထောင်ချောက်တင်ဆင်ထားမလားဆိုပြီးတော့ဖနှုတ်ကိုတိချဆွဆွေးနေခဲ့ပါရယ်။ဒါပေမဲ့အလုံးကတော့ရှင်းလင်းနေရပါလေ။သူကဘာကြောင့်မြန်ပြောင်းလဲတော့တာလဲ။နောက်တနေ့ကျတော့ပြန်မဲ့မှာပြပိနဲ့အီဗာတို့ကျမကိုအစစ်အစစ်အားပေးနေကြပါရယ်။ ကျမလည်းပြိုင်ပွဲကိုပြိုင်ဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ရှုပ်တရကြီးဖနက်ကထိုးစားလိုက်တာလမ်းလျှောက်တာအဆင်မပြေဖြစ်နေတယ်။စိတ်ထဲမှာတခုခုကိုခံစားနေတော့အီဗာကလည်းပြပင်းတော့တူတူရှိနေတာကိုလှမ်းကြည့်လိုက်ပါတယ်။ကျမပြိုင်ပွဲကိုပဲအာရုံစိုက်ထားတင်တာ။ဝီစီကမဟုတ်လာပြီးတော့ကျမရွှေကိုစားထွက်တဲ့အချိန်မှာပဲရှုပ်တရကြီးထော်လဲသွားခဲ့ပါတယ်။အော်ပပိနေတူတူတခြားသောလူတွေအားလုံးကလည်းကျမကိုကူညီပေးပို့ရှာလာခဲ့ကြပါပဲ။ကျမချေချေဝက်ကအရှမ်းကိုနားနေတာကြောင့်စကားတော့ပြန်မပြောနိုင်ပါဘူး။ သူရဲ့ခြေခြေဝက်ကလည်းထွက်သွားတာပဲအခုခြေခြေစေးရောက်ကိုပုံမဖြစ်လိမ့်မယ်သူတို့စမကိုခြိသွားကြပြီးတော့အီဗာကမေပြုံးပြုံးနေတာကိုတွေ့လိုက်ရပါတယ်သူတခုခုလောက်ထားရဲဆိုတော့သိကြတယ်အာကြည့်ပါဦးခလေးကအခုဆိုရင်မပြေနိုင်တော့ဘူးထင်တယ်နော်ဟုတ်တယ်အခုခြေခြေသူ့ကိုစေးရောက်ခေါ်သွားမှရလိမ့်မယ်နေပါဦးကျမခြေောက်ကိုကြည့်လိုက်ပြီးတော့ကျမရဲ့ဖနောက်ကစိုးကိုကြည့်လိုက်တယ်ဟုတ်တာပဲကျမစိုးထဲမှာကော်ရီကတ်နေတာကိုတွေ့လိုက်ရတယ်ဖတ်ဖြစ်လို့မနေကြရဲကတခါရဲစီးပြီးတော့မဆန်းကြည့်ကြတာလည်းမသိပါဘူး ငါလည်းညံ့လိုက်တာ။အော်ငါသမီးဖက်နောက်ကိုဒီလိုဘသူဖြစ်အောင်လုပ်ထားတာလဲ။တွေ့လို့ကတော့အားလုံးကိုတရားဆွဲပြစ်မယ်။ကျမဖက်နောက်ကအဲ့ဒီလိုဖြစ်နေတာကိုသိလိုက်ရပြင်မလဲ။ကျမပွဲရဲကနေလုံးဝမထွက်သွားနိုင်ပါဘူး။ပွဲရဲကနေသာထွက်သွားမယ်ဆိုရင်တော့အီဗာကအနိုင်ရောက်သွားမှာ။စိတ်ထဲမှာသူကျင်နေပြီးတော့ပြောနေမှာကိုတော့ကျမဘလို့မှမလို့ချင်ဘူးလေ။အဲ့ဒါကြောင့်ဖနောက်ကိုချုပ်ပြီးတော့ဒီတိုင်းပြေးဖို့လုပ်တဲ့အချိန်မှာအောင်လုံးကလည်းကျမကိုထွေးလန့်နေချပါရယ်။ဆာရှာ၊တမီးပါလောက်တာလဲ။တမီးစရောက်နားနေရမဟုတ်ဘူးလား။ နောက်ကိုပြန်မလဲပဲနဲ့ကျမရှိကိုပဲဆက်ပြေးနေခဲ့ပါရယ်။တခြားသူတွေကတပတ်ပြေးလာပြီးတော့ပန်းတော်နောက်ကိုရောက်တော့မဲ့အချိန်မှာအလုံးကတော့ကျမကိုပဲအားပေးနေရပါရယ်။အလုံးမယုံကြည်နိုင်ကြရဲ့လား။ဆာရှာချင်းကိုခေါ်ရဲကျမရဲ့အငယ်ဆုံးပြိုင်ပွဲလေးကတော့ခြေထောက်ထံရနေတာတော့မှခြေပလောင်နဲ့ဆက်ပြီးတော့ပြေးနေခဲ့ပါရယ်။ဒါကတော့စံချိန်တစ်ကိုထိုးခဲ့တာပဲဖြစ်ပါရယ်။ဒါပေါ့ကျမအနိုင်မရခဲ့ပါဘူး။ပြိုင်ပွဲရဲ့ဘေးကြီးဖြစ်နေခဲ့ပေမဲ့လည်းကျမကအဲ့ဒီပွဲမှာတော့နာမည်ကြီးဆုံးဖြစ်သွားခဲ့တယ်လေ။ နောက်ဆုံးမှာတော့ကျမအဖေ့ရှိကိုသွားတဲ့အချိန်မှာ Eva ကတော့တခုခုဖြစ်နေရဲဆိုတာကျမခံစားမိနေပါတယ်။တမီးလေးဒါကမလုံတဲ့နဲ့အရှာပန်းတော့ဒါပေမဲ့ကြည့်ပါဦး။အဖေ့တမီးလေးကဘလောက်တော်လိုက်လဲ။ကျေးဇူးပါဖေဖေ။ခုတော့ Eva ကျမဖနောက်ကိုရှင်ကော်ရီကထားရဲဆိုတဲ့အကြောင်းဖေဖေရှိမှာဝေခံပါလား။ဒါကလည်းမငင်းချင်နဲ့နော်။ကျမမှာတပ်ပုံနေတဲ့အားလုံးသက်သေရှိပြီသား။ကျမလည်းပြောလိုက်တာပါ။ဒါပေမဲ့ Eva အရင်ဆုံးဝေခံတာကိုလိုချင်ခဲ့လို့လေ။ဘာ Eva မင်းဘာလုပ်ခဲ့တာလဲ။ ကလေးမမဟုတ်ကောက်ကောက်စကလုံးနေငေါလာပြီးတော့ဆွဆဲမနေနဲ့နော်ရှင်ကလည်းရှစ်သမီးကအကစားမတော်ရဆိုပြီးတော့အတင်းကိုလိုက်ပြီးတော့ဆွဖြတ်နေရပဲတကယ်စတော့ရှင်ကိုရိုင်းလဲကျမရဲ့ career ကိုဖျက်ဆီးခဲ့တာမဟုတ်ဘူးလားလိုကရဲ26နှစ်တုန်းကရှင်ကျမကိုသာဖမ်းနိုင်ခဲ့မယ်ဆိုရင်ကျမဒီလိုမျိုးချော်လိုက်ခဲ့မှာမဟုတ်ဘူးလေဘာမင်းကဟာလီလာအီဗာကစပင်တုတ်ကိုချော်လိုက်တဲ့အချိန်မှာကျမရောဖေဖေရောထိတ်လန့်သွားခဲ့ရပါတယ်ဖေဖေရဲ့ skate စီတဲ့တပ်ပုံတွေကကောင်မလေးဖြစ်နေတာကိုကျမတို့နေ့အောင်စလုံးသိလိုက်ရပါတယ်ဟုတ်တယ် ချာရီအလုံးကအရှိကိုဒီမှာဂလစားချွချွလို့အလုံးချက်စီထားခဲ့တာပဲရှင်ကကျမဘွားကိုဖျက်ဆီးခဲ့တဲ့အတွက်ပေါ့သူစိတ်တည်တူနေတော့အန်တီဗန်နီယာနောက်ကနေပြီးတော့ရီကော်ဒါကိုထောင်ပြပြီးကျမကိုတိတ်တိတ်လူနေမှုပြောပါရယ်ကျမလည်းအန်တီဗန်နီယာကိုပွဲကိုဖိတ်ခဲ့ပါရယ်သူကနောက်ကျနေတော့အခုချိန်မှရှော့လာတာအချင်းကိုက်ပဲအဲ့ဒါကငါ့အမှမဟုတ်ဘူးလေမိကသာပြိုင်ပွဲကိုအတိတ်နိုင်ရချင်းနေတာအဲ့ဒါကြောင့်အဲ့ဒီလိုအန်နီယာရှိရဲ့ပြောက်ကုတ်ကိုဖန်တီးမယ်ဆိုပြီးတော့မိကရမပြောခဲ့ရမလားဘယ်လိုပဲဖြစ်ဖြစ်လေ ရှင်သမီးရဲ့စရောက်ကခြေချင်းဝိတရားကလည်းကျမလိုပဲအမြဲတမ်းဖြစ်နေပါစေလို့ဆုတောင်းတယ်။ဒါပေမဲ့လည်းဒီနေ့ဖြစ်သွားတဲ့ပုံစံကိုကြည့်ရရင်တော့ရှင်သမီးရဲ့ career ကလည်းပြောင်းဆုံးသွားတော့မှာပဲ။ကျမလိုမျိုးပေါ့။အခုလိုမျိုးရှင်ရဲ့မခံဆက်တွေနဲ့ပတ်သက်ပြီးတော့ရှင်ရီကဘယ်လိုပြောမလဲကျမသိချင်မိတယ်နော်။ဟမ်။ဒီနေ့မှဘာရဲမှမမရှိတာ။ငါဘယ်လိုလုပ်ပြီးတော့အဖမ်းခံမှာလဲ။မင်းရဲ့စကားလုံးလေးတွေလောက်နေတော့ငါ့ကိုလာပြီးတော့ဖြိုးစီပါဦး။အနီဗန်နီယာက recorder ကိုထုတ်ပြလိုက်ပြီးတော့သူ့ရဲ့ပြစ်ချက်တွေအားလုံးကိုရှင်းပြလိုက်ပါတယ် ရှင်းရဝန်ခံချက်တွေအားလုံးကိုကျွန်တော်တို့အသံဖန်ယူထားပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့အခုချိန်ကစပြီးတော့ရှင်းကိုဖန်လိုက်ပါပြီနော်။ Eva Event Color ရတဲ့အချိန်မှာကျွန်မဆေးကိုတက်ပြီးတော့ကျွန်မရဲ့ထရော့တန်ရကိုကုသခဲ့ပါတယ်။ခြေချင်းဝတ်လေးအနည်းငယ်ပဲလဲထွက်သွားတာကြောင့်မကြခင်မှာတက်တာတော့မှဖြစ်ပါတယ်။ကျွန်မကပွဲမှာအနောက်ဆုံးဖြစ်ခဲ့ပေမဲ့လည်းနောက်ထပ်ပွဲမှာပါဝင်နိုင်ဖို့အတွက်အားလုံးကကျွန်မကိုမဲပေးပြီးတော့ရွေးချယ်ခဲ့ကြပါတယ်။ဒါဆိုရင် Eddie Halley က Sketch ရဲ့ logo ကနေထွက်ခဲ့ရတာပေါ့။ဟုတ်လားပေပေ။ဟုတ်တယ်တမီလေး။ တခြားသူတွေကိုကျောင်းအောင်လုပ်လို့မယ်ဆိုပြီးတော့သူကအတူလိုအန်ရီများတဲ့ပြောက်ကိုလှုပ်ဖို့အတွက်အတင်းမဲ့အဖြစ်ကိုလှုပ်ခိုင်းခဲ့တာဒါပေမဲ့ဖေဖေလည်းအတူလိုမတော်တဆဖြစ်ပြီးရနောက်အပြစ်ရှိရစိတ်ခံစားရပြီးတော့အဲ့ဒီလောကကထွက်ခဲ့တယ်။တမီးလေးပြောရတွေကိုနားမထောင်ကြရမီရဲ့အတွက်ဖေဖေတောင်းမပါရနော်။ရှာပါရဖေဖေရဲ့ဖေဖေကချင်းနေမိတာကိုအလောကချင်းမိသွားရင်မြေကမ်းတစ်စီလိုဖြစ်တယ်ဆိုတာအမှန်တော့ပဲမဟုတ်လား။တော်ပါပြီသူကတော့ဖေဖေအတွက်နောက်ဆုံးပဲဖြစ်လိမ့်မယ်။အော်ရှာပါရဖေဖေရဲ့ဖေဖေမှာနောက်ထပ်တစ်ယောက်လည်းတနည်းဆိုရင်ပေါ်လာနိုင်တာပဲလေ။ ဖေဖေရဲ့နာယိုးတစ်ဆောင်းကိုဖြည့်ပေးနိုင်မယ့်အမျိုးသမီးမျိုးဖေဖေရဲ့ကြောက်ကလေးလည်းဖြစ်နေနိုင်တာပဲဖေဖေကတော့သမီးလေးကိုပဲတတိယပါရတော့သမီးလေးကသာအဖေရဲ့အချစ်တွေအားလုံးကိုပိုင်ဆိုင်ရမှာပါကျမရဲ့အကြံပြုချက်တိုင်းဖေဖေကဟာလီကိုတရားမစွဲတော့ဘဲနဲ့သူ့ကိုလည်းအေးဆေးလုပ်ပေးလိုက်ပါရဖေဖေနဲ့ကျမနှစ်ယောက်တည်းပဲဟိုးရှင်တော့ကလူမျိုးပျော်ရွှင်စရာနေရလေရစီကိုပြန်လည်ရောက်ရှိခဲ့ကြပါရမိသားစုထဲမှာလျှို့ဝှက်ချက်ဆိုတာကပထမကောင်းတဲ့အရှာပဲဆိုတော့ကိုကျမနားလည်လိုက်ရပါရ လူငယ်ရီအလုံးကိုလည်းကိုချစ်တဲ့အရာကိုစမစ်ရှော့ပဲနဲ့လောက်ကြဖို့အတွက်ကျွန်မအားပေးချင်ပါတယ်။အခက်ခဲတွေအများကြီးရင်ဆိုင်ရတယ်ဆိုရင်တော့မပေါ့။ဆလာလီကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဒီလိုချိန်မှာပြည်သက်လူတွေနဲ့အတူပြောင်းလဲဆုံတွေ့ကြမှာတည်တယ်။တာယာအေဂျင့်နဲ့ရဲ့လူတွေကိုပန်ဆန်နေကြပါစီနော်။